မြန်မာနိုင်ငံသတင်းမီဒီယာအကောင်စီသတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီကစီစဉ်ဖွင့်လှစ်တဲ့သတင်းမီဒီယာတင်နန်းအမှတ်စဉ်3တင်နန်းဖွင့်ပွဲကိုဇွန်လ23ရက်နေ့ကရန်ကုန်မြို့ကုန်းသေးလန်းရှိမြန်မာနိုင်ငံသတင်းမီဒီယာအကောင်စီရုံးတင်နန်းခန်းမှာကျင်းပခဲ့ပါတယ်။ အဆိုပါတင်နန်းကို အပတ်စဉ်တောက်ကြနေတိုင်းဖွင့်နှင်သွားမှာဖြစ်ပြီးတင်နန်းမှာ International Relations ဘာသာရပ် Broadcasting Media ဘာသာရပ် Admonitation ဘာသာရပ်နဲ့ Media Counter ဘာသာရပ်တို့ကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်ဒီသတင်းကိုရန်ကုန်သတင်းဌာနခွဲကအခုလိုပေးပို့ထားတာဖြစ်ပါတယ်ရှင် တဲ့မီဒီယာလောကဖွံ့ဖြိုးတိုးတက်စေဖို့နဲ့တဲ့မီဒီယာသမားများအရေးသွေးပုံမှုတိုးတက်လာစေရန်ရည်ရွယ်ကအဆိုပါတင်နန်းကိုဖွင့်လှစ်တာဖြစ်တယ်လို့သိရပါတယ်။မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ညီမကြီးအရာတဲ့မီဒီယာသမားများအရေးသွေးမြင့်တင်ရေးပေါ့အတွေ့ကိုစင်ဆက်မပြတ်ပြုလုပ်ဖို့အတွေ့ကိုဆရာတော်အတိမာအပတ်စဉ်ပေါ့လာစဉ်ဒီတင်နန်းလေးဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။တင်နန်းကတော့ရက်တူပေးမယ်လေဆရာဆုံးပေါ့ မီဒီယာနဲ့ပတ်သက်ပြီးတော့အသိပညာဆုံးအဲ့လေးတွေတပတ်တပတ်ဟိုတပတ်ကိုတူဦးပေါ့တောက်ကြနေတယ်ဖွင့်လဲသွားမှဖြစ်ပါတယ်တယောက်တာကတော့နေပေဆုံးသူတပြင်းတော့ဆရာတို့ကဟိုမီဒီယာအဖွဲ့အစည်းတွေပေါ့ခဏိ online မီဒီယာရော printing မီဒီယာရော electronic မီဒီယာရောအဲမီဒီယာပေါင်းစုံကနေပြောသူတို့ပါပါတယ်နောက်အထူးပြင်ပြင်ပအလွတ်တန်းဟိုတင်းစား ဒီမှာဆရာတွေလည်းပါပါတယ်။တင်နန်းမှာဘာသာရပ်၄မျိုးကိုဆရာလေးဦးမှသင်ကြားပေးသွားမှာဖြစ်ပြီးသင်ကြားပို့ချပေးသွားမယ့်ဆရာတဦးရဲ့စကားသံကိုလည်းအခုလိုကြားသိရမှာဖြစ်ပါတယ်။ဒီကဘာကြီးမှာဒီနေ့ဆိုရင်သူကနေ့စဉ်နေ့မြပြောင်းလဲမှုတွေရှိနေတာပေါ့နော်။အဲ့ဒီပုံမှာပြောင်းလဲမှုတွေပေါ်မှာဒီမီဒီယာတွေကထင်ဟပြန်ထင်ဟရတာပေါ့။ထင်ရတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကဒီပြင်ပမီဒီယာတွေမှာရေးတာသားတာဒါဟုတ် YouTube တို့ဘာတို့မှာ အဲခုနဗီဒီယိုကလစ်တွေကြည့်ပြီးတော့ပြန်ပြီးတော့ပြည်သူတဆင့်ပြန်တင်ပြရတော့အဲဒီမှာမီဒီယာတစ်ခုချင်းတစ်ခုချင်းမှာ bias ခေါ်တာပေါ့နော်ဟိုသူလူတွေပဲဆွဲပြောတာတွေရှိတာအဲ့တော့ဒီသတင်းပင်မတွေကိုကျွန်တော်အသေးစားစီးစစ်ပြီးမှအဲ့ဒါဒီကဘယ်ဟာတော့သတင်းမှန်ဘယ်ဟာတော့သတင်းမှန်ဘယ်ဟာတော့အရေးကြီးတယ်ဘယ်ဟာတော့အရေးမကြီးဘူးဘယ်ဟာတော့ခိုင်လုံတယ်ဘယ်ဟာတော့တိကျတယ်ဘယ်ဟာတော့လူကဆွဲပြောတယ်လူဟာမျိုးလေးတွေကျွန်တော်ပြန်သုံးသပ်ပြီးတော့မှကို့ ပြည်ပိသက်တွေကိုပြည်သူတွေအကောင်ဆုံးအမှန်ဆုံးဒီပြန်လဲကျွန်တော်တို့ကရှင်းလင်းတင်ပြမှုတွေလုပ်ရတာပေါ့ကြိုးစားထားတဲ့မြအတွေ့အကြုံတွေပါပြီးပြန်မျှဝေတဲ့သဘောပါဟိုသင်ကြားတယ်ဆိုတော့အပြန်အလှန်ဆွေးနွေးရရဲ့မျှဝေအဲ့ဒီသဘောပါဆလဘီတင်နန်းမာလာရောက်တက်ရောက်တဲ့တင်နန်းသူတို့ရဲ့စကားသံကိုလည်းအခုလိုကြားသိရမှာဖြစ်ပါတယ်။လက်တော်လောလောက်ကိုင်နေရလဲဒီသတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့တာဝန်တွေထမ်းဆောင်နေရတာဆိုတော့အမကိုရိုင်းလည်းစိတ်ဝင်စားတယ်။နောက်ပြီးတော့ဌာနပိုင်းဆိုင်ရာလည်းဒီတင်နန်းကိုတက်ရောက်ဖို့ဆေးလွတ်တယ်ပေါ့နော်။သတင်းဆိုတာလူတိုင်းသိတင်တယ်လေ။ အဲတရင်နဲ့ကွဲကွာနေလို့မဖြစ်ဘူးအကုန်လုံးအတွက်တမိုးရှိမဲ့သင်တန်းတစ်ခုဖြစ်လို့လာရောက်တက်စီချင်ပါတယ်မြန်မာနိုင်ငံသတင်းမီဒီယာအကောင်စီသတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီကစီစဉ်ဖွင့်လှစ်တဲ့သတင်းမီဒီယာသင်တန်းအမှတ်စဉ်၃ကိုနေပြည်တော်အသီးသီးမှသင်တန်းသားသင်တန်းသူအယောက်၂၀လာရောက်တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်